ဒိုဝဲမြို့အဝေးအထွက်တံတားဖြစ်တဲ့ကြောင်ရရွာပေါက်တိုင်းတံတားဂိတ်နာကတဲ့အယောင်ဆိုင်မှာနေထိုင်တဲ့ဦးသားအောင်ကိုစစ်ကောက်စီကဖမ်းဆီးပြီးအဲ့ဒီဆိုင်မှာတပ်စခန်းချထားတယ်လို့ရွာသားတွေစီကသိရပါဗျာ။မေလ9ရက်နေ့ကပေါက်တိုင်းတံတားဂိတ်စခန်းပြစ်ခိုက်တိုက်ခိုက်ခံရပြီး၃ရက်ကြာမေလ10ရက်နေ့မှာဦးသားအောင်ကိုဖမ်းဆီးလိုက်တယ်လို့ဆိုပါဗျာ။ ဆိုင်ကတက်သားတွေကိုလည်းစစ်ကောက်စီတက်သားတွေယူဆောင်သွားတဲ့အပြင်တက်အယောင်ဆိုင်နဲ့အဲ့ဒီဆိုင်ကပိုင်တဲ့တုတ်ထက်တိုက်မှာစစ်ကောက်စီတက်သားတွေဒီကနေ့မေလ14ရက်နေ့အထိတက်ဆွဲနေထိုင်နေဆဲဖြစ်တယ်လို့ဆိုပါရတယ်။တရားတိုက်ခိုက်ခံရပြီးနောက်စကောက်စီဝါရားဖြင့်အမဲလိုက်မုတ်ဆိုကြီး Telegram Channel ကအဲ့ဒီတဲ့အယောင်ဆိုင်နဲ့တုတ်ထက်တိုက်ကနေတဲ့စစ်တရားကိတ်ကိုလာရောက်ပြစ်ခတ်တာဖြစ်တယ်လို့မေလ၈ရက်နေ့ကဖော်ပြပြီးတဲ့နောက်အဲ့ဒီလိုအဖန်ခံခဲ့ရတာပါ ဥပန်းအောင်ကိုဘယ်နေရာမှာဖန်းစည်းဆက်စည်းနေရဆိုတာနဲ့ပြန်လောလာတာစီမရှိကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။